တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စိုင်းဆရာကျော်အောင်ရဲ့တားချစ်မြေးနှင်းဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်ဦးလေးတိုင်းခေါ်ဦးတိုင်းကျော်သည် မန္တလေးသို့ထွက်သွားသည်မှာနှစ်ပတ်ကြာကြာရှိပြီဖြစ်တော်လဲစားရဆောင်မြတ်မရခဲ့ပြီအလုတ်ကိစ္စနဲ့ပတ်သက်၍လဲဘာကြောင်းမြတ်မသိရထွက်သွားခဲ့စဉ်ကအလုတ်ကိစ္စကို ပထမအရေးကြီးကိစ္စဆွေမျိုးသားချင်းများနဲ့ကွဲကွာနေသည်မှာကြာပြီဖြစ်၍၎င်းတို့နဲ့တွေ့ရန်ကိုကဒုတိယကိစ္စအဖြစ်သဘောပိုက်ခါမန္တလေးသို့ပြေးသွားခြင်းဖြစ်၏မိတ်ဆွေဆွေမျိုးသားချင်းများနဲ့ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရသည် ကျမ်းကျမ်းမာမာရှိကြသည်စသည်တို့ကိုမအားလက်၍စာမရေးပြလျင်ရှိပါစေတော့အလုတ်ကိစ္စနှင့်ပတ်သက်၍ကားစာရေးဖို့ကောင်းသည်မဟုတ်ပါလားစာရေးတော့ဥလိတိုင်မောင်ပမြားနဲ့ရေးရေးလဲလဲပြောဆိုပြီးပြီးချင်းစာလေးတစ်စောင်လောက်တို့လိုက်ပါနော်ဟုတ်လားဥလိတိုင်ဟုမထွက်ခွာမီကကျွန်တော်အတန်တန်မှားချလိုက်သည်တို့မှားချသည့်အခါသူကအမလီကွာမောင်အောင်ဖေးနဲ့ ဦးလေးတိုင်မြန်စာရေးဖို့မှားနေရသေးသလားရေးမှာပေါ့ကွာဦးလေးတိုင်ဘယ်တော့မှစာရေးပြင်းမှုလို့လဲဟုကွန့်သွားသေးသည်ဟုတ်တော်လဲဟုတ်သည်ဦးလေးတိုင်သည်အင်မတန်စိတ်ဆက်တေးကြာကြာနာသူတယောက်ဖြစ်သည်ဒါကိုကျွန်တော်သာမက ကျွန်တော်တို့တိုက်သားအလုံးမေသိရှိကြသည်သူကစိတ်ဆက်တေးကြာသလားကျွန်တော်တို့တွေကိုလည်းစိတ်ဆက်တေးကြာစေခြင်းသည်အလုတ်ကိစ္စမာယောကိုရေးကိုရာကိစ္စမာယောအဆအဆအရာရာမှာပါပဲလေ မိမှယူသည့်နေရာမှာပင်စိတ်ဆက်တေးကြစေခြင်းသည်တိုက်ကစည်းလေးမောင်ဖမြမိမှယူမီလောစော်ရုံးကဘလူမိမှယူတင်ချောင်းကိုတနာဤကြော်ကြော်တရားဟောလိုက်သည်ဤတိုက်မှအလုတ်ကိစ္စတစ်ခုခုနဲ့ထွက်သွားပြီးတနေရာရာမှတစုံတစ်ခုမှားချားလိုလျင်ပစ္စည်းတစ်ခုခုအယူလွတ်လိုက်သည့်အခါလေးမှာပင် စား၄၅ချောင်းတော့တို့လိုက်သည်ဤယခုကဦးလေးတိုင်းထံမှတစုံတရာမချားတည်ရ၍ ကျွန်တော်မှနေမထီထိုင်မသာဖြစ်နေမိလေသည်ဆွေမျိုးသားချင်းမမချာချာရှိချောင်းကိုမသိရခြင်းနေပါစေဘာဂျီးနီးယားချောင်းကိုတော့တဲတဲကွယ်ကွယ်သိကျင်လှပါပြီကျွန်တော်နေ့ဦးလေးတိုင်းဖက်ဆက်လုတ်ကိုင်းနေသောတိုင်းကျော်အင်ကိုကုမ္ပဏီသည်ယခုရက်ပိုင်းလပိုင်းအတွင်းတွင်အတော်ဆိုးရသောအခြေအနေနှင့်ရင်ဆိုင်နေရသည်ကျွန်တော်ကလူမိုက်နောက်မှအကြံရ၍53ခုလောက်တွင်မှတိုင်းကျော်အင်ကိုတီထောင်သူများဖြစ်ကြရာ ခေကောင်းမမီတော့ပြီအထူးသဖြင့်အင်ဖို့လိုင်စင်ခေကောင်းမမီတော့ပြီထို့ကြောင့်53ခုနှစ်ဤနောက်ပိုင်းအခြေအနေအရတလန်းတစခန်းတီထွင်ရတော့သည်တလန်းတစခန်းကဗာဂျီးနီးယားပင်ဖြစ်၏ဥလေးတိုင်းဤအပြိုကြီးနှစ်မှအကြီးတည်အလိုအားဖြင့်ကဘာဂျာဖအီဒီလိပ်ပတ်လဲအောင် ရှင်းပြပါဦးမည်အကြီးတည်သည် ကျွန်တော်ပါဇက်မှာဗာဂျီးနီးယားဗာဂျီးနီးယားဟု တဖွာဖွာအော်ဟစ်နေသည်ကို ကြားရသောအခါနားမချမ်းမသာဖြစ်ဟန်တူ၏ကျွန်တော်ကဗာဂျီးနီးယားစေးစိုက်ပျိုးတင်ကြောင်းမြန်မာပြည် secret လုပ်ငန်းကိုအတော်လေးအထောက်ကူပြုမိဖြစ်ကြောင်းဗာဂျီးနီးယားစေးပင်များသည်ရွှေပင်များဖြစ်၍ရွှေသီးများတည်နိုင်ကြောင်းတဖွာဖွာပြောသောအခါကျွန်တော်အားနေရှိသည်မြအချိန်ရှိသည်မြဗာဂျီးနီးယားကိုပဲတဖွာဖွာပြောရပါမည်လားဟုမြင်းမြင့်ကက်လာဟန်တူ၏။ထို့ကြောင့်ကျွန်တော်အားမြင်းမြင့်ကက်ကက်ကြားရသည်ကို နားမချမ်းမသာ မအောင်ဖေးဟုတဖေးတဲ့ဖေးနေရသည်ကိုလည်းအစားထိုးရအောင်ခက်လွယ်လွယ်ဘာကြဘအေးဟုခေါ်လိုက်၏ခက်သည်မှာအကြီးတင်သည် ကျွန်တော်ပြောသောဘာဂျီနီးယားကိုရှာလိုက်သည်ဟုရှာရသည်ဟု၍မခေါ်တတ်ထို့ကြောင့်ဘာဂျီနီးယားအစားဘာကြဘအေးဟု သူခေါ်တတ်သလိုခက်လွယ်လွယ်နှင့်ကျွန်တော်အားနာမည်ပေးကင်မွန်းတက်လိုက်၏ဘာကြဘအေးဆိုသည်မှာကကျွန်တော်မအောင်ဖေးပင်ဖြစ်၏ တနည်းဆို ကျွန်တော်နဲ့ဦးလေးတိုင်းတို့၏အလုတ်ကိုင်းဖြစ်သောဗာဂျီးနီးယားစိုက်ပျိုးရေးဖြစ်၏တနည်းဆိုလျင်ကအရင်တင်တို့ခက်ကဗာဂျာတီအလွန်ကောင်းသော ကိုဘာအေးဤနာမည်တည်ထိုခက်ကအပြူမာလေးများပါဇက်ဖျားတွင်တသသဆွဲလန်းခဲ့ရသောဗာဂျာဘာအေးသည်အရင်တင်ဤကောင်းမှုကြောင့်ကျွန်တော်တို့ခက်တွင်ပြန်လည်စမ်းသစ်လာခဲ့ရပေပြီကျွန်တော်တို့သည်ဗာဂျာဘာအေးခက်ကိုစမ်းသစ်ယူရသည်မှာ အတော်ပင်ပင်ပန်း၍ဒုက္ခကြီးလာပေသည်စတင်တီထွင်သူများအဖြစ်နေကားတရင်မှွေးပါ၏သို့တော်လဲလောက်ရသည့်အလုတ်ကမတက်တာလာပေလိုင်စင်ခစ်ကိုတည်ရကြ၍တိုင်းကျော်အင်ကိုတီထောင်မိခဲ့ရာစတင်လောက်ရသည့်အလုတ်သည်တက်တောင်တက်တာရှိလာပြီးယခုအလုတ်ကပင်ပန်းကြီးလာပေသည်လိုင်စင်ခစ်တွင်ရန်ကုန်မြို့ထဲကလမ်းကောင်းကောင်းဥပမာဒါလဟိုစီလမ်းပေါ်တွင်ဆိုင်းဘုတ်ကလေးတစ်ခုချိတ်လက်နှိပ်ဆက်စီးရီမာလေးတစ်ယောက် အကူစီးတယောက်ငါကျွန်တော်ကမန်နေဂျာလို့ဦးလေးတိုင်းမြေခင်မဝင်းကကျွန်တော်လက်ထောက်လို့ဦးလေးတိုင်းကမန်နေဂျင်းဒါရိုက်တာအခန်းတွင်အခွင့်သားထိုင်တနေ့လုံးတွင်မှ3-4မျက်နှာခန့်ရှိစာကြောင်းများကိုလက်နေဆက်ရိုက်အတွင်းဝင်ရုံးကို တနေ့နှစ်ခေါက်၃ခေါက်လောက်ကားကလေးနဲ့သွားတက်ဆိုင်ရာအိမ်များကိုလက်ဆောင်ပနာမှန်မှန်ပို့ညာပိုင်းတွင်ယူနီယံကလပ်သို့သွား၍ပိုကာမှန်မှန်ဆွဲလျင်ကားလိုင်စင်မှန်မှန်ကြွ၍ ငွေဝင်လန်းကောင်းနေပေသည်ဤလုံများမှမတက်သားလျင်လောကတွင်ဘယ်အလုတ်သည်တက်သားသောအလုတ်သည်ကျွန်တော်ကတသက်နဲ့တကူဘရောမှ ပင်ပင်မှန်းမှန်းမလို့ပင်မှန်းသည့်အလုတ်မှန်သမျှကိုဖျားလှူထားသူဖြစ်၏လိုင်စင်ကြပြီဆိုလျင် ထိုအချိန်ကငွေပင်မှငွေပန်းပွင့်၍ငွေသည်တီးသည်မြည်၏လိုင်စင်ကြလျင်ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားရန်မလိုလက်လွှဲမြတ်တရားရဂိုင်းနှုံ85ရဂိုင်းနှုံစသည်ဖြင့် တရုတ်ကလာကုန်သည်ကြီးများကိုတဆင့်ရောင်းချလိုက်ပြီးငွေထုတ်ရန်သာရှိ၏ငွေကြေးမချောင်းလဲလျင်ကလားထံမှဆွဲနိုင်သေးသည်ကလားတထေးသည်ကျွန်တော်တို့ကိုယုံကြည်ပြီးဖြစ်၏အကြောင်းကဥလိတန်ဤကြံရည်ဖန်ရည်ဖြင့်ကျွန်တော်တို့သည်တရုတ်တထေးဤပစ်ကတ်ကားကြီးကိုလာပိုင်းနှင့်ငှား၍စီးနိုင်သောကြောင့်တည်းယခုရွှေပင်ဆက်၍ရွှေသီးတည်ရမည်ဘာကြပါအေခေကခက်ခဲပင်မလှပါပေသည်တကား ဗာဂျီးနီးယားဆေးစိုက်ပျိုးရေးကို ကျွန်တော်တို့ဒီတိုင်းကျော်အင်ကိုတီထောင်သည့်ဤသူလူမိုက်နောက်မှအကြံရခဲ့၏အမေရိကတိုက်တွင်ဟိုးနှစ်ပေါင်းပဝေသနီးကစိုက်ပျိုးခဲ့သည့်ဗာဂျီးနီးယားဆေးကိုယခုမှကျွန်တို့ကမြေဆန်းခရမ်းပြူရသောကြောင့်ဖြစ်၏တို့ဖြင့်ဘာဂျာဘတ်အီခစ်စန်းတေရန်ကျွန်တော်တို့ဒီလူစုခွဲကြရ၏မန္တလေးဒီတဝိုက်တွင် မြေဆန်း၍ဗာဂျီးနီးယားပြိုးကြည်ရာ အောင်မြင်သည်ဟုသိရ၍ မန္တလေးတွင်အလုတ်တိုက်ခွဲတစ်ခုတီထောင်ရပြန်၏မန္တလေးအလုတ်တိုက်ခွဲတွင်ဦးလေးတိုင်းမြေခင်မဝင်းကို မန်နေဂျာယာတူးသို့တိုးတက်ပေးကာစီမံခန့်ခွဲရန်လွှတ်လိုက်ရလေသည်စည်ရည်လေးမောင်ပါမြကိုလည်းလက်ထောက်မန်နေဂျာယာတူးနှင့်စေးပေါင်းယုံများကိုအုပ်ချုပ်ရန်ခင်မဝင်းနှင့်အတူထည့်လိုက်ရသည်ကျွန်တော်ကိုယ်တိုင်သွားရောက်နေထိုင်ရန်ဖြစ်တော်လေဦးလေးတိုင်းကကျွန်တော်ရန်ကုန်တိုက်တွင်မရှိလျင်မဖြစ်ပါ ဆို၍သွားမနေဖြစ်ပါသို့တော်လေပထမဆုံးအခေါက်တွင် ခင်မောင်ဝင်းနှင့်မောင်ဖမြကိုဦးစီးရှေ့ဆောင်က မန္တလေးသို့ခေါ်ဆောင်သွားပြီးအစသာအရာရာစီမံခန့်ခွဲပေးရ၏ခင်မောင်ဝင်းသည်ဦးလေးတိုင်းဤမြေပိသစွာအဖက်ဖက်ကအာကိုစိတ်ချရပါသည်အပေါင်းသင်းဝင်ဆက်၍လဲလဲဝဲဝဲရှိသူခစ်လူငယ်လေးတူဖြစ်ပါသည်ဘာကြဘာအေကာအကြီးတင်ဤပါဇက်ဖျားတွင် အခေါ်ရလွယ်သလောက်ကျွန်တော်တို့အဖို့တွင်အင်မတန်မှပင်ပန်းကြီးလာပေသည်ပထမဆုံးလင်းခေဥထုံးမြေ့ နောက်ခါကျေးလက်နှင့်လေယာဆိုင်ပြူရီဖွံ့ဖြိုးရေးဌာနထံမှဗာဂျီးနီးယားမြို့ယူရသည်ဥထုံမြင့်၏ဆေးပေါင်းရုံများရှိရာရှမ်းပြည်သို့တွားရောက်၍ဆေးပေါင်းဤတင်နှံတက်ခိုင်းရသည်တဖန်ဥထုံမြင့်၏တပည့်တပန်းဖြစ်သောဆေးပေါင်းရုံဆရာတယောက်ကိုငှားရမ်းခဲ့ရသည်သူဤတိုင်းဆေးပေါင်းရံဖြစ်သည်မန္တလေးမြို့ဇွန်၌ဆေးပေါင်းရုံ၃ရုံခန့်ပုံစံတိုင်း ဥထုံမြင့်ဤစေးပေါင်းယုံစောက်တည်ပုံစံစောက်လို့ရ၏စေးပေါင်းယုံအလုံသမားတနေ့တရားကြောကန့်ရအောင်ရှာဖွေရ၏ပေါင်းယုံမိထိုးသမားငှားရန်ရသည်မိထိုးရန်ထင်းဖွဲစပကွန်လွှာသားများရှာရသည်ပြရားချိန်မီအိုစသည်တို့ဝယ်ရသည်ပြီးလျင်ရလာသောဗာဂျီးနီးယားစေးမျိုးကိုစိုက်ပျိုးသည့်နီးနှင့်တကွရှင်းလင်းပြောပြပြီးတောင်သူများထံလက်ရောက်အပ်ရသည်သူတို့ကိုယ်လည်းဗာဂျီးနီးယားစေးစိုက်ခြင်းလာအောင် အမျိုးမျိုးတရားဟောရသည်သူတို့၏အကျိုးခံစား권ကိုတရေယူလာအောင်အာပေါက်သည်ထိလေးကုံခန့်ကဗာဂျီးနီးယားအကြောင်းပြောဟောရ၏သူတို့အားဟောပြောရသည်ကိုအကြီးတင်များမြင်လျင်ကျွန်တော်ကိုဘာကြာဘာအေးအစားခတ်တူတူဘာကြာဟုပင်ခေါ်မိလားမပြောတတ်ပေဆေးပေများစိုက်ပျိုးပြီးဆေးရွက်များအလောတော်အနေရောက်သည့်အခါစုခူး၍ပေါင်းယုံထဲတွင်ပေါင်းတင်ရ၏အပူချိန်ဒီဂရီမများအောင် အနေတော်ရအောင်ဆေးရွက်ကလေးများရွှေစင်ရက်လိုဝင်းနေအောင်မိထိုးရန်ပေါင်းစရာနှင့်မိထိုးသမားကိုမကြာခဏတတိပေးနေရ၏ဆေးပေါင်းကိုလည်း24နာရီမပြတ်မိထိုးပေးနေရ၍တခါတရံညလုံးပေါက်တမီးမှမအိပ်ရဒါတွင်ပဲလားမကသေးပါဆေးကင်းမှခူလာသောဆေးရွက်များကို ပေါင်းတင်ပြီး ပေါင်းယုံကချသည့်အခါဆေးရွက်မကြွေးအောင် မလီအောင် မလွင့်အောင်ဂယုတစိုက်တူထားရသည် တခါတရံဆေးကင်းမှခူလာသောဆေးရွက်များ ပေါင်းယုံတွင်ပုံနေတော်လဲအရင်ပေါင်းမကြသေး၍မပေါင်းရဆေးရွက်တီသောအလုသမားများကအလုံမမှန်၍မလာခြင်းညာဆေးပင်ကဆေးရွက်ဆွတ်ရာတွင်ဂိယုဆက်ရသေးသည်လောစောတိခါလောစော၍အေးစေစေနေရသည့်ခါနေရသည်ဆေးရွက်ရင့်လာလျင်အပင်မှကြကြမထားရေပေါင်းသည့်ခါစိတ်ကြိုက်ရောက်သွေးမရနိုင်မီကိုစိုးရင်ပူပန်ရ၏ ပထမတော့ရင့်၍ခူးသွားလျင်နောက်တော့တွက်လောဆော်ရ၏စေကင်းတစ်ခုသားမကနှခင်းသုံးခင်းလောက်ပြိုင်သူရင့်နေသည့်ခါအော့တိုက်၍မခူးမိအောင်အေးအေးဆေးဆေးနေရသေးသည်ဒီလောက်ထပ်ပင်ပန်းသည့်အလုံးလောကတွင်ရှိသေးသလားဒါကိုအကြီးတင်ကြကြနာနာမသိပေကျွန်တော်တို့ဤဘာကြာဘာအေးခစ်ဆိုးခစ်ချက်ကြီးအကြောင်းကိုအကြီးတင်တရိပ်တစုံမျှမသိပေအစပြိုးသည့်နှစ်ကပင်ပန်းတော်လဲ နောက်နှစ်များတွင်ကအလုတ်ရေဝပြီးဖြစ်၍ခင်မဝင်းနှင့်မောင်မမြကိုမျက်နာလွှဲနိုင်ပေပြီပြီးတော့လဲမန္တလေးမြို့သည်ကျွန်တော်တို့ဆွေရိပ်မျိုးရည်မကင်းသောမြို့ဖြစ်၍အဆဆာရရာကတိလင်နာမနိုင်လာပေဤသို့ဖြင့်ကျွန်တော်နှင့်ဦးလေးတိုင်းတို့ဤဘာကြဘာဤခစ်သည်စမ်းသစ်လာခဲ့ပေသည်သို့တော်လဲကန်ဆိုးမိုးမောင်ကြကျင်သော ကျွန်တော်တို့သည်အိုဘေကာတဲ့ကလေးကိုမှ အာရအောင်မစီရသေးမီပြည်တွင်းပြည် secret ခွန်များကို အစိုးရကတိုး၍ကောက်ခံပါတော့သည် ရွှေသည်ရွှေပွင့်ဝေစာနေသော ကျွန်တော်တို့ခေတ်သည်မိုးကြိုးရောင်ကျင်းနီရောင်တောက်လာတော့သည်စီးကရက်အခွန်တော်သတင်းကြားရသည့်အခါမန္တလေးဗာဂျီးနီးယားစေကင်း၌တောင်သူများကိုလှုပ်အားပုံမိုးပေးရန်တောင်းခံရင်းပေါင်းယုံမှလက်လက်ဆက်ဆက်ကြာပြီးစေးရွက်ကိုလိတ်ခါခက်ခန့်ခန့်တောက်နေသောခင်မောင်ဝင်းဤမျက်နှာကိုကွက်ခနဲမြင်လိုက်မိသည်မဖြစ်ဘူးဦးလေးတိုင် မန္တလေးကိုမြ мян သွားမှာပဲ တနေ့လာနေ့လင်းမြန်နဲ့လိုက်မှဖြစ်မယ်ကျွန်တော်လိုက်မယ်ဒီလောက်လဲအရင်မလိုပါနဲ့ကွယ်သတင်းပလင်စနီးနာသေးတာပေါ့သွားစရာရှိတော့မအောင်ဖေဒီဒီခေါက်မသွားနဲ့အောင်ဦးလေးတိုင်းအရင်သွားမယ်နောက်မှမအောင်ဖေလိုက်တန်လိုက်ခဲ့ပေါ့ဒါပေမဲ့မသွားပဲဖြစ်နိုင်ရင်တော့မသွားစေချင်ဘူးမဖြစ်ဘူးဦးလေးတိုင်းရဲ့ဒီကောင်တွေပေါင်းယုံတစ်တွေစောက်လိမ့်မယ်အစိုးရစီကအမတော်ကြီးကိစ္စရဖို့ကိစ္စရောပြက်ပြက်ရလားမသိဘူး ဘာပဲဖြစ်ဖြစ်ငွေရထားရင်ကောင်းတာပေါ့ပြီးတော့အခု စေးဆိုင်ဆာရာသီမဟုတ်လားချင့်ချိန်ပြီးမျိုးပေးมาဖြစ်မယ်နင်းကန်စိုက်နေရင်လည်းမဖြစ်ဘူးဘလို့အချိန်နေလာအောင်မယ်မသိဘူးဟုတ်ပါကွာတို့သွားလေရာရာနှဲဂျိုကြီးတက်နေမိတာပဲဒါဖြစ်လဲဒီလိုလုပ်လीဦးလေးတိုင်းအရင်သွားမယ်နောက်လာစမ်းတော့မအောင်ဖီလိုက်ခဲ့ပေါ့လိုက်ဖို့မလို့ရင်လည်းဦးလေးတိုင်းစာရေးလိုက်မယ်အချိန်နေအတိအကျစာရေးအကြောင်းကြားလိုက်မယ်ဒီမှာလဲအယောင်းဝယ်စကားပြောထားတာတွေရှိသေးတယ်မဟုတ်လား ဒါတဲ့မင်းဟင်္ဒရာဦးမြစီကစီရင်ယူပြီးပြီလားလူလူကိုလည်းသွားပြီးတွေ့ပြအောင်တွေ့လိုက်အောင်ဟုတ်လားမောင်ဖေကိုတော့ဦးလေးတိုင်စိတ်ချပါတယ်ကျွန်တော်သွားမယ်ဦးလေးတိုင်ဟာဦးလေးတိုင်ဒီမှာရှိရင်ပြီးတာပဲဟာငါသွားပါမယ်ကွယ်ဦးလေးတိုင်ဆွေတွေမျိုးတွေနဲ့လည်းတွေ့ကျင်သေးလို့ပါပြီးတော့လည်းဟိုကောင်ကိုစိတ်မချဘူးဘသူ့ကိုလဲမောင်ဖမြလားရိုးပါတယ်ဦးလေးတိုင်ရဲ့ကျွန်တော်ညီလိုသားလိုနေတဲ့ကောင်လေးပါ ဟုတ်ပါဘူးကွာဟိုခွေးကောင်လေးငဝင်းကိုပြောတာ။အော်ခင်မဝင်းလား။ဦးလေးတိုင်းမြေးကလူရည်လေးပါတယ်ဗျာ။ဟဲ့။ဒါဖြစ်ရင်လေလေဦးလေးတိုင်းသွားခြင်းသွားပေါ့။စာသာရေးပြအောင်ရေးတော့။ဦးလေးတိုင်းသွားရင်ကျွန်တော်စိတ်ချပါတယ်။လိုက်မလာတော့ပါဘူး။ဇရိတ်ပိုကုန်နေမှာပဲ။ကျွန်တော်ဒီဦးလေးတိုင်းကိုကိုချင်းစာမိ၍မန္တလေးသို့လွှတ်လိုက်ပါသည်။စာသာရေးလိုက်ဦးလေးတိုင်းကိစ္စပြီးရင်ပြီးရောပေါ့။ ဟိုမှာအေးလူလူတလားကိုတရင်နေခြင်းလဲနေပါအောင်ဦးလေးတိုင်းရှိတော့ခင်မဝင်းပြန်ကြီးပြန်လွတ်လိုက်ပေါ်ဟုပင်ထက်၍မှားလိုက်မိသေးသည်ဦးလေးတိုင်းအိမ်တော်ချောင်းကို မပြောပြရသေးပါဦးလေးတိုင်းသည်မန္တလေးသားတဦးဖြစ်ပြီးထုံးစံတိုင်းမန္တလေးသူနှစ်ပင်အိမ်တော်ကြခဲ့ပါသည်ယခုအခါအသက်60ကျော်နေပါပြီခင်မဝင်းသည်ဦးလေးတိုင်းကျော်၏တဦးရဲသောသားဦးအောင်ဝင်းကမွေးသည့်ဦးရဲသောမြေးဖြစ်၏ ဦးတိုင်းကျော်ကသူ့သားကိုအောင်ဝင်းဟုအမည်ပေး၍ဦးအောင်ဝင်းကသူ့သားကိုခင်မောင်ဝင်းဟုခေါ်စေရာဦးတိုင်းကျော်ခင်နှင့်ခင်မောင်ဝင်းခင်သည်မြည်မြခြားနာကြောင်သိတာနိုင်ပေသည်ထို့ကြောင့်လဲဦးလေးတိုင်းကခင်မောင်ဝင်းကိုစိတ်မချဟုပြောရာစိတ်မချမည်ဆိုကစိတ်မချစရာပါပြီဦးလေးတိုင်းဤဇနီးသည်ရွှေမန်းသူဖွာလေးခင်သည်မကြသေးမီကတေဆုံးသွားခဲ့သည် တနည်းတဲ့တေဆုံးပြီးကလေးကဥလီတိုင်းစိတ်အနှဲငယ်ကြလာသည်ဟုကျွန်တော်ထင်မိသည်အရင်ကလိုတွတ်တွတ်လက်လက်မရှိတော့ဇရာပိုင်းသို့ချင်းနှင်းဝင်ရောက်စာပြုတ်လာပြီအသက်ကြီးပြီမို့စိတ်ဆောင်လျက်ပင်ရှိ냐လဲကိုမပါတော့ဟုထင်သည်ဖွာလိခင်ဆုံးပြီးနောက်မန္တလေးကဆွေမျိုးများကအညာတို့ပြန်လာပြီးစကိုင်းကြောင်တွင်တရားအထုတ်နေရန်ခေါ်ခဲ့၏သို့တော်လည်းဥလီတိုင်းကကျွန်တော်တို့နှင့်ဘာကြဘာအေးကိုမခွဲခွာနိုင်သေး၍ ဇွန်အတင်းညင်းဆန်ကနောက်ထပ်နှစ်နှစ်သားမြခေကောင်းတော့အလုပ်လုပ်ပြရစေဟု သူ့ဆွေမျိုးမယားဆွေမျိုးများကို ခွင့်ပန်ခဲ့၏။อืมမန္တလေးတို့တစ်ခေါက်လောက်တွားအောင်မှဖြစ်မှာပါဟုလဲပြောမှု၏။ထို့ကြောင့်ပဲကျွန်တော်ကသူအားကိုချင်းစာကမန္တလေးတို့တွားရန်အခွင့်ပေးလိုက်ခြင်းဖြစ်၏။သူတို့ဆွဲထားတာတော့မหนีခဲ့နဲ့တလလောက်သားကြာပါစေဗျာနော်ဦးလေးတိုင်းမပြန်လာရင်တော့ကျွန်တော်လိုက်လာမှာပဲဟုမှားလိုက်သေးသည် ကဲဘယ်နဲ့ရှိသာယခုတော့စာလဲမလားလူလဲမရောစူလာလေရေထဲလွတ်မိပေပြီအိုလေသူ့ဆွေမျိုးတွေကဆွဲထားလို့ဖြစ်မှာပါဒါပေမဲ့ဗျာစာလေးတစ်စောင်လောက်တော့ရေးဖို့ကောင်းပါတယ်ဦးလေးတိုင်းကြီးမရေးတာထားပါတော့ဆွေမျိုးတွေနဲ့တွေ့နေလို့လူငယ်တွေဖြစ်တဲ့မောင်မမများတို့ခင်မောင်ဝင်းတို့ကအကျိုးအကြောင်းရေးဖို့ကောင်းတယ်ကျွန်တော်မှစာမျော်ရရွေလေပင်ရှည်လာပြီရှင်ထဲမှာလည်းရာကြီးကြီးဖြစ်နေသည် ဒီဒီဘက်လီမြန်နဲ့ပါနိုးနိုးစောင့်နေခဲ့ရာတတင်းခုနေနေ့တိုင်းရောက်လာ၍တဖန်နောက်ဘက်လီမြန်မျောရသည် အပတ်တိုင်းလီမြန်ကွင်းသို့သွားလေရှိသော ကိုပါအေးနေကိုခင်လေးတို့ထံသွား၍လူကြုံတွင် စာမပါပါကို မေးရသည်တို့နှင့်စိတ်မရှိတော့ဘဲမောင်မမြထံစာရေးလိုက်ရသည်ဒီကြားထဲတွင် လူလူ secret company ကစေးမြူနိုင်သေးကြောင်းပြောလာ၍စိတ်ညစ်ပင်ပန်းရသည်၏ ဟဲ့ကိုလေးတိုင်းစီကစာမလာဘူးလားဘာကြပါအေးရဲ့ဟုတ်မှဟုတ်ရဲ့လားကွယ်ပြန်လို့မှလာအောင်မလားမမခင်ဆွေမျိုးတွေက စွဲထားပြီးထင်နေဟိုမှာအခြေဆိုင်တော့မယ်ဆိုရင်လည်းငါပြောသွားဖို့ကောင်းနေဟုအကြီးတင်ကလည်းလေတဆန့်ဆန့်ဖြစ်နေပြီမောင်မမြထန်းစားတဆောင်ရေးပြီးတွင် မန္တလေးကစာကိုမမျှော်တော့ဘူးစိတ်မောလှတဲ့ဟုယရိပြတ်ဆုံးဖြတ်ခါဦးလေးတိုင်းတန်ရောစင်ကိုဖြတ်ထားလိုက်သည် ကျွန်တော်မှဒါပဲတတ်နိုင်သည်လိုက်သွားရေကလည်းမဖြစ်တကယ်ဆိုတော့ရန်ကုန်မှာအလုတ်တန်းလက်နဲ့မထားခဲ့နိုင်စိတ်မချနိုင်ဒီအကြောင်းတွေးလဲမတွေးတော့ဘူးစဉ်းလဲမစဉ်းစားတော့ပါဘူးဟုစိတ်တွင် ဆုံးဖြတ်ထားပြီး နောက်တနေ့မှပင် မောင်မမြထမ်းမှ စားရဆောင်ရောက်လာသည်အခန့်အသင့်ပင်အကြီးတင်လဲမြို့ထဲအလုတ်တိုက်သူရောက်နေ kait ဖြစ်၍သူ့ရှေ့မှာစာကိုကြပြားကြပြားဖောက်၍ဖတ်လိုက်မိလေသည် မောင်မမြစီကစာရည်တင်ရဲ့ဒီကောင်ကမှစာရည်ပေါ်ရသေးတယ်ဖတ်ဆမ်းမအောင်ကွယ်ဘယ်တော့ပြန်လာကြမှာတဲ့လေဟွကိုလေးတိုင်းနဲ့သူတော်တော်နဲ့ပြန်မလာနိုင်ရင်လေကောင်လေးငဝင်းကိုပြန်လွှတ်လိုက်တာမဟုတ်ဘူးနားထောင်ဤတဲ့အကိုလေးခမာအကိုလေးဤစာကိုကောင်းမွန်စွာရရှိပါသည်စာမေးပြသည်မှာအလုရှုံနေ၍ဖြစ်ပါသည်အကိုလေးမှားကြားထားသည့်အတိုင်းဆေးပေါင်းယုံသည့်များကိုအလျင်စလိုမဆောက်မိသေးပါ မျိုးများကိုတော့ပေးပြီးဖြစ်နေပါပြီသို့တော်လည်းမန္တလေးရှိခွေးကုမ္ပဏီတိုက်နယ်စကားပြောလက်ဆရှိနေ၍စေးပေါင်းကိုမဖြတ်နိုင်သေးပါသူတို့ V Secret ကအယောင်ရတွင်ကျယ်နေတော့အခွန်တိုးကောက်တော့လဲပုံမူထိခိုက်ဟန်မရှိစေးများဆက်လက်ယူမည်ဟုသူတို့စကားရှိနေပါသည်ထို့ကြောင့်အခြေမပြတ်ခက်မြင်းမြင်းပင်ဆက်လက်ပေါင်းတင်နေရပါသေးသည်အစိုးရကရော Secret ခွန် Shock ောက်မိအရေးအယံရှိပါသလား စီဂရက်ဆက်ယုံကအလုံသမားတွေသပိတ်မှောက်ကြတယ်လို့ကြားပါတယ်။အကိုလေးစီကနောက်ထပ်သတင်းထူးများစာရေးပါ။ဟဲ့မင်းတို့ဟာကလည်းဘာကြဘာအေးเจ้าကြီးပါပါလား။ကိုလေးတိုင်းမပြန်လာတော့ဘူးတဲ့လား။အကြီးတင်ကစိတ်မရှိနိုင်ဖြစ်နေ၏။ဆက်ဖက်ကြည့်အောင်ပဲကြီးတင်ရဲ့ဦးလေးတိုင်းเจ้าပါပါလိမ့်မယ်။ဟော။ဒါတဲ့အကိုလေးကြီးဒီမှာစိတ်ရှုပ်စရာတစ်ခုတွေ့နေတယ်။ဦးလေးတိုင်းကြီးကလည်းတော်တော်ခေါင်းမာနေတယ်။ ကိစ္စကဒီလိုဗျခင်မောင်ဝင်းလီကောင်ကလေးကမိမလိုချင်မိတယ်ဗျကျွန်တော်တို့အလုတ်တိုက်ဖွင့်ထားတဲ့လဲစဲကန်အလုတ်တိုက်အပေါ်တက်ကများကလေးတယောက်ကိုကိုတော်ချောလေးတော်တော်သဘောကျနေတာကောင်မလေးကရုပ်ကလေးကလည်းရှိတယ်ပစ္စည်းပစ္စယလည်းတောင့်တင်းရဲ့နာမည်ကအီမီလာတဲ့ကိုတော်ချောလေးပြောတော့သူတို့ချစ်ကြိုက်နေပါပြီဆိုတာပဲဒါပေမဲ့ကျွန်တော်သဘောအရတော့သူတို့မကြိုက်ရသေးပါဘူး ခင်မဝင်းဘကသား90ရာခိုင်နှုန်းတေးချနေတယ်ထင်ရဲ့အီမီလာဆိုတာလေးကလည်းခက်လေလေလေးခမခက်လေလေဆိုလို့အကောင်းလေလေပြောတာပါခမအဆိုးလေလေမဟုတ်ပါဘူးကိုလေးတိုင်းကမြမြန်ပေးစားလိုက်တာမဟုတ်ဘူးမဟုတ်ဘူးလားမအောင်ဖေရဲ့မဝင်းခမချစ်တယ်ဆိုတော့လူချင်းရှာမှာပဲပြီးတော့ဒီမြေးလေးကိုပဲအကြီးတင်တို့ချစ်နေရတာမိတဆိုးဖားတဆိုးလေးတနာစရာပါကွယ်အဖေမေတီကလေးကအကြီးတင်တို့လက်ထဲကြည့်နေရတာ နေစမ်းမအောင်ရည်တင်ရဲ့ဆက်ဖက်ပါအောင်မယ်အင်းအင်းဖက်ဆမ်းမအောင်ဗါတဲ့ကိုလေးတိုင်းကတိတ်ကောင်းပါဆိုကောင်မလေးကတော့ကိုတော်ချောလေးသဘောကိုအကဲစမ်းညင်သေးတယ်နဲ့တူရဲ့လက်တဲ့စန်းနာလားတကယ်ဒီပေါ့မလားဆိုတာဝေခွဲမရနိုင်ဘူးနဲ့တူရဲ့ဒါတော့လဲဟုတ်ရှာပြီးသားပဲကွယ်မိမသားဆိုတာစူကြလဲဖက်ဖက်ကြလဲဖက်ဆိုသလိုမဟုတ်လားဘာကြပါအီးရဲ့ ဟာဗျာยีတင်ကြီးကလည်းဒီဘာကြဘာအေးပဲပါဇက်ထဲကမချဘူးဟီရောင်လို့ဟေးမအောင်ဖေရဲ့ရောင်လို့ဒါနဲ့ဆက်ဖက်ဆမ်းပါအိုးဒါပေမဲ့ကျွန်တော်တို့ဘာသားချောလေးကတငန်းငန်းဖြစ်နေပြီးဥလေးတိုင်းလာတော့တောင်းရန်ပေးပါတို့ချစ်ကြိုက်နေကြပါဘီလို့သူ့အဖိုးကိုအတင်းပူဇာတော့တာပဲဟုတ်ပါကွယ်ကိုလေးတိုင်းကတောင်းရန်ပေးလိုက်ရောပေါ့သူ့တုံးကလည်းအသက်20မပြည့်သေးဘူးမမခင်နဲ့ထွက်ပြေးကြတာ ်ဒင်းကလေးအဖေကိုအောင်ဝင်းနှုံးကလည်းဒီလိုပါပဲဘီအောင်အောင်တော့မစောက်နိုင်ဘူး20ကျော်ကရှိသေးအတင်းနဘူးနစာလောက်တာငါမြေကလေးကန်ဆိုးရှာတယ်ခတ်ပါပြီအကြီးတင်ဒီကျွန်တော်စပွဲမှာထိုင်ရင်မျက်ရည်တဆန်းဆန်းဖြစ်နေပြန်ပြီအကြီးတင်ကလည်းဗျာမျက်ရည်လွယ်လိုက်တာဘာမျက်ရည်လွယ်တယ်လဲနင်တို့မသိဘူးတို့ကငေရာကကြီးလာတယ်အချစ်ဆိုတာမျက်စိရှိတာမဟုတ်ဘူးချစ်မိရင်ငန်းငန်းတက်တက်တာပဲ။ ကိုချင်းစာကြည်ပါလားဟဲ့อืมဒါနဲ့ဆက်ဖက်ပါဦးငါတိပါတယ်ဟေးကိုလေးတိုင်းကမပေးစားနိုင်သေးဘူးပြောပါပါအဲ့ဒါအဖိုးကြီးကကီလေးကာလေးလုံနေတယ်အခုမပေးစားနိုင်သေးဘူးမမတင်တိုင်မရအောင်မယ်လုံနေတယ်ဒါနဲ့ကောင်လေးလည်းစိတ်ပြက်နေတယ်ကိုလေးရဲ့တော်သေးပြီဗျာစာရှည်သွားပြီအော်ဒါတဲ့ကိုလေးကြီးဈေးချိုရောက်တော့ကိုလေးကို တိတ်အမှက်ရတာပဲ မိရှေကောင်းလို့လို့ပါကိုလေးရဲ့ရွှေဆိုင်တန်းမဟုတ်ပါဘူးဟိဟိဘာရည်တာလဲမအောင်ဖေးအားမမဟုတ်ပါဘူးရီးတင်ရဲ့ကျွန်တော်ဒီမောင်မများဤစာအဆုံးသက်ကိုစိတ်ထဲတွင်သာဖက်ရပြီးမနေနိုင်တော့ပဲအတန်ထွက်ခါရီးချင်းဖြစ်၏အေးငါလဲဒီလိုထင်သားပဲမဟုတ်လားကိုလေးတိုင်းကဒါမျိုးမှအင်မတန်စည်းစားကြောင်းနေဟိုမိမမြူရဘူးဒီမိမမြူရဘူးအင်မတန်လှုပ်တတ်တယ် သူသားခင်မောင်ဝင်းရဲ့ဖအေတုံးကလည်းဒီလိုပဲဒါနဲ့ဟိုကောင်ဘီအမအောင်ရှာတာသူတို့ကတော့ဆွေတွေမျိုးတွေဘလို့ဖြတ်ပင်မဲ့မမခင်ဆိုမမခင်မအသေးဆွဲခတ်ပါတယ်ကွယ်ကိုလေးတိုင်းဟာအင်မတန်ခတ်တယ်ကို့မြေးကလေးကိုကိုချင်းမစားဘူးတယ်လားတားကိုဘီအမအောင်ရတော့ဆိုပြီးစိတ်နာပြီးအထက်တန်းမရောက်တယ်လို့စိတ်နာပြီးဒီမြေးကလေးကိုမှဖူးဖူးမုတ်ချစ်ငငယ်ကလေးကအလိုလိုက်စောစောစီစီကြောင်းထားအိမ်မှာဆရာငှားပြီးစားပြ ချစ်လိုက်ရတာကောင်လေးကဘလောက်လိမ်မာတလဲ20ကျော်ကရှိသေး BSC အောင်ပြီးပြီဆိုးရလုတော့မလုတ်ဘူးသူစိတ်ကြိုက်ကြီးပွားမဲ့ကိုတူးကိုချုံအလုတ်လုတ်တယ်မင်းတို့လုတ်ကြတဲ့ဘာကြဘာအီးဆိုတာသူတို့ကောလိပ်ကျောင်းတုန်းကလည်းကတင်ခဲ့ရဆိုကဲဘလောက်လဲမင်းတို့ဘာကြဘာအီးကိုအထောက်ကူရတယ်လေကိုလေးတိုင်ဟာထင်မိထင်ရတစွတ်ထိုးပဲမြေးကလည်းသူ့ကိုချစ်လိုက်တာလဲအမောဒါတောင်စိတ်ကြိုက်မလိုက်ချင်ဘူး ။ငါမြေလီကန်ဆိုးရှာတယ်။မိတဆိုးဖတဆိုးကလေးကန်ဆိုးပါဟဲ့။အကြီးတင်သည်မျက်ရည်ကလေးဆန်းဆန်းနဲ့စာကိုယူကာထွက်သွား၏။ကျွန်တော်ကကြောင်တက်တက်ဖြစ်နေကစာကိုပင်တောင်းထလိုက်ရန်သတိမရလိုက်ပြီ။ဒီလိုနဲ့ကျွန်တော်မှလည်းအဖိုးကြီးလိုပုံကိုစိတ်မကြေမချမ်းဖြစ်ရင်းကြံခဲ့၏။အကြီးတင်ပြောသွားသည်တို့မှာအမှန်ကြီးဖြစ်၏ခင်မဝင်းကြောင့်ကျွန်တော်တို့ဗာဂျီးနီးယားအောင်မြင်ခဲ့သည် ပင်မဝင်းသည် BSc တွင် Biology ဘာသာဖြင့်အောင်မြင်ခဲ့ရာတစ်ပင်ပိုးမွားတိရစ္ဆာန်တို့အကြောင်းကို သင်ကြားခဲ့ရ၏ကျွန်တော်တို့ဗာဂျီးနီးယားအကြောင်းဖောင်လောက်အောင်ပြောနေကြသည့်အခါသူကကျွန်တော်တို့တန်တဆပိုး၍နားလည်ပြီးနှင့်နေပြီသူကြောင့်မင်းဤဆေးပောင်လုပ်ငန်းကိုလှုပ်ဖြစ်အောင်လှုပ်ခဲ့ကြခြင်းဖြစ်၏ကောလိပ်ကျောင်းထွက်မှုလဲစောင့်ကြွားကြွားမဟုတ် မန်းသာပြီးပြီးရင်ကျေးတိမ်မွေ၏သို့တော်လည်းအချစ်ကိစ္စတွင်ကား ခက်ရဲရဲကြသည်ဟုဆိုခြင်းဆိုနိုင်မည်သည်ဒါကတော့ကောလိပ်ကြောင်းထွက်မှုမဟုတ်နိုင်ပါလူမှန်သမျှပုပုရွရွဆင်းရဲချမ်းသာမြွေအချစ်ပင်လေပင်ကြီးမှာ ခက်ရဲရဲလက်ပြကူးတဲ့ကြသည်မဟုတ်ပါလားဘဲနဲ့ဦးလေးတိုင်းကြီးကလည်းအကြီးတင်ပြောသည့်အတိုင်းဒီမျိုးကိုချစ်လိုက်ရတာဖက်ဖက်မော်အလိုလိုက်ရတာတော့သူ့အပြင်မရှိမိမှယူမယ်ကြံတော့မှကပြက်ကရက်လိုက်လုံနေပုံများကျွန်တော်ဒီတွေးလေတွေးလေဦးလေးတိုင်းကိုအခဲမကြီးဖြစ်နေ၏ ဤသို့ဖြင့်တယောက်ထဲအလုတ်တိုက်တွင်ဦးလေးတန်းကြီးကိုချိန်ဆနေရာ၃နိုင်လောက်တွင်မန္တလေးမှတန်ကျိုးစာတစ်စောင်ရပါသည်တန်ကျိုးသည်အေးရီကြီးရိုက်လိုက်သောတန်ကျိုးဖြစ်၏ကျွန်တော်လည်းရင်တထိတ်ထိတ်ဖြင့်ဖောက်ခါဖတ်ရ၏ကျွန်တော်တို့တနင်္လာနေ့ရောက်မည်လေးမြန်ကွင်းလာကြပါဗမာဗမာဖြစ်ကြပြန်တာလေကျွန်တော်ဒီရောင်ချာချာဖြစ်သွား၍တန်ကျိုးကိုကင်ကာအကြီးတင်အိမ်သို့အပြေးလိုက်ခဲ့ရသည် သူတို့ဘလို့များဆိုင်မစင်ဘုံမစင်ရောက်လာကြမလဲဘယ်နဲ့ဟာလဲမောင်အောင်ဖေရဲ့ခင်မောင်ဝင်းကိစ္စဘလို့လဲတန်ညိုးတဲ့မပါဘူးလားခင်မောင်ဝင်းပြန်ပါလာမှာတဲ့လားမတည်ဘူးကြီးတင်ဒါပဲပါတာပဲတခြားအကြောင်းတူမပါဘူးကိုလေးတိုင်းကလည်းကွယ်စာလေးပါလေးရေးပါတော့တယ်လားလှုပ်လိုက်ရင်ဒီလိုကြီးပဲတနင်္လာနေ့ထီဆောင်းအောင်ပေါ်ကြီးတင်ရဒီနေ့စနေဆိုတော့မက်ဖြန်တနင်္ဂနွေတပတ်ခါတနင်္လာနေ့ တနင်္လာနေ့ကျတော့တည်ရလိမ့်မပေါ့မအောင်နိုင်ဘူးဟဲ့ဘာကြဘာအေးရဲ့တည်ခြင်းလှပြီးကဲဟိုနေ့ကျတော့ငါဘာမင်္ဂလာတုံးကိုလိုက်ကြုံမယ်ငါကိုခေါ်တော့တို့နေ့ကျွန်တော်မှာတနင်္ဂနွေနေ့တွင်ရုပ်ရှင်ုံ၌အချိန်ဖြုံးကတနင်္လာနေ့ညနေထိအောင်ဤမျိုးသိရင်စောင့်ဆိုင်နေရသည်တနင်္လာနေ့ညနေ၄နာရီခွဲတွင် ကျွန်တော်နေ့အကြီးတင်မင်္ဂလာတုံးလီမြန်ကွင်းသို့တိုက်ကကားကလေးတွေထွက်ခဲ့ကြသည် တလန်းလုံးအကြီးတင်ကခင်မဝင်းချောင်းတဖွာဖွာပြောလာသည် ူမအပြိုကြီးမို့ဒီမြေးလေးသာချစ်စရာရှိကြောင်းဦးတိုင်းကျော်ကလည်းသူ့တူမြေးကြီးခင်မဝင်းကိုချစ်ကြောင်းပြောဆိုလာ၏မင်္ဂလာတုံတို့ရောက်လျင်အခန့်အသင့်ပင်မန္တလေးလေရင်မြန်သည်ကွင်းသို့ဆင်းရန်ဝဲနေ၏မော်လမြိုင်စစ်တွေလေရင်မြန်မှခီးတဲ့များဤပစ္စည်းများစစ်ဆေးနေ၍ဧကန်သည်ရှုပ်ရှက်ခတ်မြရှုပ်ထွေးနေ၏ကျွန်တော်နှင့်အီးတင်ကကွင်းထဲသို့မျှော်ကြည့်နေကြ၏ခီးတဲ့တင်သော UBA ကားသည် လီပြန်ဆိုက်ရမှအေကန်းဆောင်စီတို့မောင်းနှင်လာနေ၏အေကန်းမှရှေ့မှရက်လိုက်ပြီးအကြီးတင်သည်လဲတဆန့်ဆန့်ဖြင့်ကားဘဝကိုကြည့်နေ၏ရှေ့ဆုံးဆင်းလာသူမှာမောင်မမြဖြစ်လေသည် မောင်မမြသည်ဆက်ဖြဲဖြဲမျက်နှာနှင့် ကျွန်တော်ကိုကြည့်၏အကြီးတင်ကိုမြည်လျင်မျက်နှာဘိုးတက်လိုက်လေသည်မင်းဦးလေးတိုင်းပါရဲ့လားမနေရစ်ခဲ့ဘူးနော်ခင်မဝင်းရောဟုအကြီးတင်က ပြပြတလဲမေး၏ ခင်မဝင်းမိုးကုတ်သွားတဲ့ยีတင်ဦးလေးတိုင်းတို့ပါပါတယ်နောက်မှာကျွန်တော်နဲ့ยีတင်ကားစီတို့ကြည့်လိုက်လျင်ဦးလေးတိုင်းဒီပြုံးဖြီးဖြီးမျက်နာနဲ့ကားပေါ်မှဆင်းပြီးနောက်တို့လှဲ့ကားတစုံတရာကိုစောင့်ဆိုင်းနေဟန်တူ၏မောင်မများကကျွန်တော်နားနာတို့တိုးတိုးကဲ့၍ပြောနေ၏အဖိုးကြီးမြားကလေးခေါ်လာတယ်ဗျကောင်လေးတော့ဒေါသပုံထပြီးမိုးကုတ်ကိုစောင့်ပြေးလျက်ဘာกว่าဘသူလဲกว่าဟူမာလီဗျာဟုတ်ပါသည် ဦးလေးတိုင်းသည်မန်းသူနှဲ့နှဲ့နှောင်းနှောင်းရွှေချီချင်းနဲ့ကလေးမတယောက်ကိုလက်မဆွဲ၍ခေါ်လာ၏အကြီးတင်ကမူနားမလဲသလိုမျက်နှာနှင့်သူ့မောင်ကြီးတိုင်းကိုမျက်လုံးကလေးကလေးဖြင့်ကြည့်နေ၏ကျွန်တော်မှပါဇက်အဟောင်းသားနှင့်မောင်ဘမြကိုကြည့်ကဘသူလဲกว่าဟူသောမိကုံးကိုပါဇက်မှမမေးနိုင်ပဲမျက်လုံးအစုံဖြင့်သာမေးရ၏အေမီလာလီဗျာကျွန်တော်တို့လဲဆဲကန်အလုတ်တိုက်အပေါ်ဒက်ကဘောဟုမောင်ဘမြကအဖြေပေးကလူအုပ်သေးသူစုတ်ခနဲ့ လစ်သွားပါလီတော့တည်းရှုမဝမဂ္ဂဇင်းအမှတ်108မေလာ1965ခုနှစ်